Spring Platform Channel ကိုလာရောက်အားဖြည့်ပေးကြတဲ့ Clicker ပေါင်းနဲ့တော်လန်ပြည်သူပေါင်းမင်္ဂလာပါဗျာအခုကျွန်တော်တင်ဆက်ပေးချင်တာကတော့ဇာရေးဆရာအင်းစိန်အောင်စိုးရဲ့အမှန်တရားဘတ်တော်သားစာအုပ်အပိုင်း30ဖြစ်အင်းစိန်ထောင်နဲ့မန္တလေးထောင်မှာပြရလောကဇလံများဆိုတဲ့ပိုင်းကိုတင်ဆက်ပေးချင်ပါတယ်ကဲစလိုက်အောင်ကျွန်တော်ဟာအချင်းထောင်စနစ်ပြုပြင်ပြောင်းလဲဖို့အတွက်အတတ်နိုင်ဆုံးစာပေနဲ့အသိပေးပြောကြားရေးသားနေတယ်လို့သတင်းမီဒီယာအချို့မှလည်း ပုံမှန်လင်းလင်းပြောဆိုပါရယ်။ဆယ်စုနှစ်အတန်းကြာခေတ်စနစ်မကောင်းမှုကြောင့်အကျင်းတော်ဝန်ထမ်းတချို့ဟာအမှန်အမှားမကွဲပြားပဲရှေ့လူတွေစီနီယာတွေပြောဆိုလုပ်ကိုင်ခဲ့ကြတာကိုအတူယူကြရင်းနဲ့အမှားတွေကိုအမှန်လို့ထင်မှတ်နေကြတာကိုကျွန်တော်ကအချက်အလက်အထောက်အထားတွေနဲ့တိကျစွာထောက်ပြရင်းအကျင်းတော်ဇယိုက်တွေပြောင်းလဲလာအောင် စာအုပ်စာပေနဲ့ရေးသားဖြန့်ဝေကတကူတော်စူးစမ်းနေသူပါကျွန်တော်ရဲ့စာဖတ်ပရိသတ်တချို့ဟာအကျင်းတော်တွေကတရေချောက်တဲ့အကြောင်းတွေရေးသားပေးပါလို့ ဖုံးဆက်ပြီးတော့ပြောကြသလိုလူကိုယ်တိုင်တွေ့ဆုံပြောဆိုသူတွေလည်းရှိကြပါဗျ။ပရလောကဇလန်းတွေကိုရေးမယ်ဆိုရင်လက်ရှိကျွန်တော်ရေးနေတဲ့လမ်းကြောင်းဟာနေလွဲချော်သွားမှာဆိုတဲ့အတွက်မရေးဘူးလို့ဆုံးဖြတ်ထားပေမဲ့လည်းကျွန်တော်ရဲ့စာဖတ်ပရိသတ်တချို့ကခဏခဏတောင်းဆိုတာကြောင့်သူတို့ရဲ့စိတ်ဆန္ဒကိုဖြည့်ဆည်းပေးခြင်းတဲ့သဘောနဲ့ကျွန်တော်ကိုတွေ့တရေစီတဲ့အကြောင်းတွေကိုရေးသားဖော်ပြပေးလိုက်ပါတယ်။ကျွန်တော်မရေးခြင်းပဲရေးမယ်ဖြစ်ရမှန်ပရလောကအကြောင်းတွေပါ။ကျွန်တော်ငယ်စဉ်ကာလကနေ ဘဝရဲ့ဒုတိယရွယ်ရောက်ချိန်ထိအောင်လောကီပညာရက်တွေတရေတစေအကြောင်းတွေကိုအယမ်းဟောပဲစိတ်ဝင်စားလေ့လာခဲ့မှုပါတယ်အသက်ငယ်ရွယ်ချိန်မှာတော့ဒီလိုကိစ္စတွေကအယမ်းဟောစိတ်ဝင်စားစရာ ကောင်းတယ်လို့တိတ်ကိုသိကျင်ခဲ့ပါတယ်ခလေးဘဝမှာညာဘက်ပုံပြောတဲ့တလေဟာတောနယ်တွေသာမကမြို့ပေါ်မှာတော့ခက်စားခဲ့ပါတယ်ကျွန်တော်မှတ်မိတဲ့လောက်ဆိုရင်1985ခုနှစ်လောက်ထိအောင်ညညာဆိုရင်အဖေကပုံပြောပြတယ်လို့အမေကလည်း မကြာခဏပုံပြောပြလေးရှိတာကိုယခုအချိန်ထိကျွန်တော်အမှတ်ရမိပါတယ်ကျွန်တော်တို့ငယ်စဉ်ကာလကဗီဒီယိုတီဗီမပြောနဲ့ရေဒီယိုတောင်စက်အိမ်ကိုတလုံးမရှိပါဘူးအင်းစိန်မြို့နယ်မှာပါအဲ့ဒီခေတ်ကအိမ်တအိမ်မှာရေဒီယိုရှိမယ်စပိန်တစည်းလောက်ရှိမယ်ဆိုရင်အဲ့ဒီအိမ်ကတော်တော်စီးပွားရေးအဆင်ပြေတဲ့အိမ်ဖြစ်ပြီးတော့ရက်ွက်ထဲမှာမျက်နှာကြီးစင်ရတဲ့ပါသူပါအဲ့ဒီလိုခေတ်နောက်ကြလုံးတဲ့နိုင်ငံမှာမွေးဖွားကြီးပြင်းဖြတ်တန်းခဲ့ရတဲ့ကျွန်တော်တို့ဟာစိမ့်ရဲ့ယုံတာမက အတန်းပညာအာနေအသိပညာဗဟုတုတလွန်စွာချုပ်တဲ့ကြပါလေ။သူများနိုင်ငံတွေ TV ကြည့်နေချိန်ဗီဒီယိုကြည့်နေချိန်မှာကျွန်တော်တို့နိုင်ငံကတော့စဲအိမ်မှာတလုံးမရှိတဲ့ရေဒီယိုကလာတဲ့ဇာလံပမာ နားဆင်စရာဆိုတာကိုသူများအိမ်မှာအောက်ကြခံပြီးခလေးဘဝမှာနားဆင်ခဲ့ကြရတာပါ။အဲဒီလိုခေတ်နောက်ကြလုံးတဲ့အချိန်ကာလမှာလျှက်စစ်မီးဆိုတာဘာလဲလို့မေးရတဲ့အချိန်ပါပဲ။စိမ့်ရတဲ့ရက်ကွာမှာလျှက်စစ်မီးဆိုတာအိမ်မက်တစ်ခုလုံး မဖြစ်နိုင်တဲ့အချိန်မှာရေဒီယိုဓာတ်ခဲနဲ့ဖွင့်ရပြီးတော့ loud speaker ဆိုတာကားဘက်ထရီတွေနဲ့ဖွင့်ခဲ့ရတဲ့ကာလပါရက်ကွက်ထဲမှာအလှူတွေမင်္ဂလာဆောင်တွေ ရှိမှသာ loud speaker တန်းကိုကြားရတာပါ loud speaker ကတချင်းတန်တွေဇက်လန်းတွေကြားရရင်အယမ်းကိုပျော်ခဲ့ရတယ်ဆိုတာအခုချိန်မှာ အသက်45နဲ့50အရွယ်ရှိသူတွေကိုမေးကြည့်ကြပါညဘက်ရောက်ပြီဆိုရင် ရေနံစီမိကွက်တွေရေနံစီမှန်အိမ်တွေထွန်းကြပြီးတော့ အမောင်တုကိုအန်တုခဲ့ကြရတာအခြေခံလူဒန်းစားစိမ့်ရဲသားတွေပါပဲအဲ့ဒီလိုစိမ့်ရဲသားရက်ကွာမှာအမောင်တုကြီးဆိုးချိန်ညာဥပိုင်းနေမှာမိဘတွေကသားသမီးတွေကိုအပြင်းပြေပုံပြောပြလေးရှိတဲ့အချိန်ကာလမှာကျွန်တော်တို့မောင်နှမတွေကဝိုင်းဖွဲ့ကနားထောင်ခဲ့ကြရတာငယ်စဉ်ဘဝတစ်လျှောက်လုံးပါပဲကျွန်တော်တို့ဖေကတရေဇလန်းနေပြောလို့ဇလန်းထဲမှာတရေကတစုံတစ်ယောက်ကိုလှမ်းဆွဲတဲ့အခန်းရောက်ရင်ကျွန်တော်တို့မောင်နှမတွေလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြပါတယ် ။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့အိမ်ကဓဏိမိုးထရန်ကတက်သားတိုင်ထောင်လို့တက်သားပြခင်လာတဲ့အတွက်ကျမ်းပေါက်တွေကနည်းနည်းဟနေပါတယ်။အဖေပြောတဲ့ဇလန်းတွေကတရေကြီးကလက်ကြီးနဲ့လှမ်းဆွဲတဲ့အခန်းရောက်လာရင်ကျမ်းပေါက်ကနေတရေကြီးကလက်နဲ့လှမ်းဆွဲမှာကိုတွေးပြီးကြောက်မိတဲ့အတွက်ကျမ်းပေါက်ရှိတဲ့နေရာမှာမထိုင်ရဲကြပဲဖျားဖို့အလူရက်တတ်ထိုင်ကြတာပါ။ကျမ်းပေါက်ကိုတစ်ခုခုနဲ့ပိတ်ရတာညစဉ်ညတိုင်းပါပဲ။ကျွန်တော်တို့မောင်နှမ9ယောက်မှာတရေအကြောက်ဆုံးကတော့ကျွန်တော်ပါ။ အကိုအကြီးဆုံးဖြစ်ပြီးတော့တရဲလည်းအကြောက်ဆုံးပါတရဲဇလံကောင်းကန်ရောက်လို့ကျွန်တော်တို့မောင်နှမတွေအရန်ကြောက်နေကြတဲ့အချိန်ဆိုရင်အဖေကငါပုံပြောရတာအာကောင်လေးခြောက်လာပြီရင်းနှီးတောက်ချင်တယ်ခဏနားမယ်ကွာမိဘအကြောင်းကဘသူရင်းနှီးတော့တယ်ပါလေမေးလိုက်ပြီဆိုရင်ကျွန်တော်တို့မောင်နှမတွေဘသူမှတုတ်တုတ်ပဲမလှုပ်တော့ပါပုံပြင်တဲ့ကတရဲကိုကြောက်ပြီးထိုင်ရာကနေလုံးဝကိုမထရဲကြတော့တာပါကျွန်တော်တို့မောင်နှမတွေတရဲကြောက်ပြီးတော့အတန်တိတ်နေတဲ့အချိန်မှာ အဖေကယခုလိုစပါတယ်။မိဘတွေမှာရင်သွေးသွားတည်ရတဲ့သူကိုပတ်စံငါးမူးပေးမယ်လို့စွန့်ဝေထုတ်ပါတယ်။1985ခုနှစ်လောက်မှာပတ်စံအကြွေငါးမူးဆိုတာကျွန်တော်တို့ကလေးတွေအတွက်တော့အရန်ကိုများပြားတဲ့ငွေကြေးပါ။ငါးပြားတဲ့မုတ်ဆယ်ပြားတဲ့မုတ်တွေအများကြီးဝယ်စားလို့ရတဲ့အချိန်ကာလတစ်ခုပါ။ရင်နွေးတရေရဲ့ပေးမယ်အဖေရဲ့စုငွေကိုလိုချင်ပေမဲ့လေပုံမြင်တဲ့အတရေကိုပို့ပြီးတော့ကြောက်နေမိတဲ့အတွက်အမြဲတမ်းကျွန်တော်စုငွေမရပါဘူး ်မောင်နှမ9ယောက်ရှိတဲ့နဲ့ကျွန်တော်အောက်ကညမသာအဖေရဲ့စုငွေကိုမကြာခဏရပါတယ်ကျွန်တော်ကတော့ပတ်စံ9မူလိုချင်ပေမဲ့လေမိဖို့သွားရင်တရေနဲ့တိုးမှကြောက်ပြီးတခါမှအဖေရဲ့စုငွေကိုမရခဲ့ဘူးပါဘူးအမှန်တိုင်းဝန်ခံရရင်တော့ငယ်စဉ်ကတရေအရန်ကြောက်ခဲ့တာကျွန်တော်ပါအမေကလည်းမကြာခဏတရေပုံပြင်တွေပြပြခဲ့ပါတယ်အမေပြောတဲ့ပုံပြင်တွေကအခုချိန်ထိအမှတ်မိဆုံးပုံပြင်ကတော့ကျွန်တော်အမေရဲ့အဖေမှာညီတယောက်ရှိတယ်လို့ပြောပါတယ် ဟင်းတရာဘကပါအမေရဲ့ဦးလေးဟာညဘက်မှာတောရွာဒလေအတိုင်းတခြားရွာသူ့ရီစားစီသွားလဲပြီးတော့ညတကောင်ကျော်မှာသူ့ရွာကိုပြန်ခဲ့တယ်လို့ဆိုပါတယ်ရွာနှစ်ရွာအကြားတစ်ဖက်ရွာနဲ့အလန်းဝေးချင်းလူသွားလန်းလှဲလန်းကြောင်မှာကြီးမားတဲ့အရာကြီးတစ်ခုကလမ်းကိုကန့်လန့်ဖြတ်ပိတ်ဆို့လာတယ်လို့ပြောပါတယ်တယောက်တည်းမကြာခဏပြန်လာနေကြတချိန်တစ်ခါတော့ဘာအိုးမှမတွေ့ဘူးတဲ့အတွက်အမေဦးလေးဟာစိတ်ထဲမှာဒါဘာကြီးတုံးဟာအရင်ကဒီနေရာမှာဘာမှမတွေ့ဘူးပါဘူး ဘာဘာလိဆိုပြီးတော့ဆက်ဆက်ဆုစုဆက်လက်လမ်းလျှောက်လာခြင်းလာတာတဲ့ညာဖြစ်တဲ့အတွက်တဖြည်းဖြည်းနီးကပ်လာခြင်းမှာတဖြက်ဖြက်နဲ့အတန်ကိုကြားရတယ်လို့ပြောပြပါတယ်။လမ်းလေကောင်မှာကန့်လန့်ပိတ်ဆို့ထားတဲ့နေရာကနေလှုပ်ရှားမှုနဲ့အတန်ကိုကြားနေရတဲ့အမေဦးလေးဟာသူ့တစုံတစ်ခုပြဿနာဖြစ်ရင်ကာဝယ်ရအောင်လို့ကြိုတင်ယူဆောင်လာတဲ့ဓမြောင်ကိုခါးကြရနေဆွဲထုတ်ရင်တဖြည်းဖြည်းရှေ့ကိုဆက်လက်ရှောက်လန်းလာတဲ့ခါမှာလူ၅ယောက်စာခန္ဓာကိုယ်မကကြီးမာတဲ့ တပတ်လို့ခေါ်တဲ့တရေကောင်ကြီးဟာတုံးလုံးလှဲနေရတယ်ထားပြီးမတ်တက်ရက်လိုက်တယ်လို့ဆိုပါတယ်။တကူလုံးအမွေးတွေကလည်းရှေလျားစွာရှိနေတယ်လို့ဆိုပါတယ်။တရေကိုမကြောက်တက်ပဲတတ်တိရှိတယ်ကျွန်တော်အဖိုးလေးဟာမတ်တက်ရက်ပြီးသူ့ကိုရံမှုမဲ့အမှုရာပြနေတဲ့တပတ်ကြီးကိုမကြောက်မရွံ့ပဲဓမြောင်းနဲ့ပြေးထိုးတယ်လို့ဆိုပါတယ်။အင်မတန်ချုံထက်ပြီးဓာတ်သွားမြနေပြီမဲ့တရေပြားကြီးကိုထိုးရတယ်လို့နည်းနည်းမှဓာတ်မတိုးပဲထိုးလိုက်တိုင်းဓာတ်ကပြန်ကန်ထွက်လာတယ်လို့လည်းဆိုပါတယ်။ အဲ့ဒီလိုနဲ့အဖိုးလေးကဓာတ်နဲ့ထိုးလိုက်တပတ်ကြီးကအဖိုးလေးကိုလက်ဝါးနဲ့ရိုက်လိုက်နဲ့တညာလုံးနှစ်ယောက်သားတပ်ပုံနေကြတယ်လို့ပြောပါတယ်တောကြွာတလေတိုင်းမနက်၄နာရီ၅နာရီလောက်ဆိုရင် အရင်ခက်ကတော့လဲထွန်သွားကြတယ်လို့သိရပါတယ်အဲ့ဒီလိုလဲထွန်သွားတဲ့သူတွေကလမ်းမှာကျွန်တော်အဖိုးလေးတယောက်တည်းတမြောင်တစ်ချောင်းနဲ့တစုံတစ်ခုကိုလိုက်လံထိုးနေပုံကိုမြင်တွေ့ရတဲ့အခါမှာအော်ဟစ်ခေါ်ပြီးတော့အဖိုးလေးကိုဝင်ရောက်ဆွဲကြတယ်လို့သိရပါတယ်အဲ့ဒီလိုတခြားသူတွေဝင်ရောက်ဆွဲတော့မှာပဲ အဖိုးလေးလည်းတတိလစ်မေ့မျောသွားတယ်လို့ပြောပြပါရယ်အဖိုးလေးနဲ့တပတ်ကြီးတညာလုံးအပြန်အလှန်ချနေကြပြီမဲ့ဘေးကလူတွေကတော့တပတ်ကြီးကိုမမြင်မတွေ့ကြရပါဘူးအဖိုးလေးတယောက်ထဲသာမြင်တွေ့ရတယ်လို့ဆိုပါရယ်တတိရှိလုံးနဲ့ကျွန်တော်အဖိုးလေးဟာစေဝါကုသမှုနှစ်လကျော်ကြာအောင်ကုသလိုက်ရတယ်လို့အမေကပြောပြပါရယ်ဒီဇလန်ဒီအဖြစ်ပြက်ဟာကျွန်တော်အမေရဲ့ဦးလေးကျွန်တော်အဖိုးရဲ့ညီကိုယ်တိုင်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမှန်အဖြစ်ပြက်ပါတဲ့ ကျွန်တော်အမေယခုအချိန်ထိအောင်တက်ရှိထင်ရှားရှိနေသေးပါစိတ်ကူးရင်မဟုတ်ပါဒုတိယအချိန်ထောင်ကျစဉ်1962ခုနှစ်အင်းစိန်ထောင်ရဲ့အချုပ်ဆောင်တိုးချက်တစ်ခန်းမှာကျွန်တော်နေထိုင်စဉ်ကာလတချို့တော်သူတွေကပြောကြတယ်ဒီအင်းစိန်ထောင်မှာကရင်မဆိုတဲ့တရေမအောင်ဆဲလို့မရအောင်သူ့အစိမ်းညမှာလာပြီးတော့တခုခုလုတ်တက်တယ်လို့ပြောကြပါတယ်လူငယ်တဘာဝလက်တွေစမ်းတက်ခြင်းနဲ့ကျွန်တော်ဟာည9နာရီအိတ်ချိန်ပေးတာနဲ့ ဲ့ရပေါ်မှာလှဲနေရင်အတန်တိတ်တရဲမာကိုဆဲဆူချိန်မောင်စိန်ခေါ်နေပါတော့တယ်။ဘာတရဲမာလဲ။ဘာလောက်ရမှာလဲ။ငါလာချောက်စမ်း။တရဲမာဆိုရင်ဟိုဟာလုတ်ပြင်မယ်ဒီဟာလုတ်ပြင်မယ်နဲ့အတန်မထွက်ပဲစိတ်ထဲကနေချိန်ဆဲဆဲဆိုရင်စိန်ခေါ်ကအိပ်ပျော်သွားပါတယ်။ဘဲချိန်ဆိုတာတော့မမှတ်မိတော့ပါ။ပလက်လန်နေတဲ့ကျွန်တော်ခန္ဓာကိုယ်ပေါ်မှာမိမတယောက်ကခွာထိုင်ရင်သူ့ပါဇက်ကနေအခုလိုပြောပါတယ်။နေလားငါ့ကိုဆဲပြီးစိန်ခေါ်တာလို့ပြောရင်ကျွန်တော်ဘာကိုဘဲပြန်ညာပြန် ူ့ရဲ့ညာဘက်လန်နဲ့အားရပါရရိုက်နေတာကိုမြင်နေရပြီးတော့ဘာမှပြန်လုပ်လို့မရပဲသူရိုက်သည်မဟုတ်ငြိမ်ခံနေရပါတယ်ကျွန်တော်မျက်လုံးထဲမှာမြင်ရတာကတော့အသက်30ကျော်အရွယ်ကရှိပြီးစစ်အင်ကြီးလက်ရှိဝတ်ထားကအသားဖြူဖြူနဲ့သပင်းကို ဖားလျားချထားတဲ့အတွက်မျက်နှာကိုတော့မမြင်ရပါရုပ်ရည်ချောမောသူလို့တော့အကြမ်းချင်းခံမှန်းလို့ရပါတယ်အဆက်မပြတ်ရိုက်နေသူဟာကျွန်တော်ဆဲပြီးစိန်ခေါ်တဲ့တရေမားဆိုတာစိတ်ထဲမှာတည်နေတဲ့အတွက် ကျွန်တော်တက်သည်မြတ်မှတ်သည်မြတ်ဖះစာကိုဆိုလိုက်တော့မှဇက်ခနဲတရဲမှာပျောက်သွားပါတယ်။တရဲမှာပျောက်သွားတာနဲ့ကျွန်တော်ထထိုင်လိုက်တော့အခန်းတစ်ခန်းလုံးမှာဘာယာဆောင်နဲ့ကင်းသမားကလွှဲရင်အားလုံးအိပ်ပျော်နေကြတာကိုတွေ့လိုက်ရပါတယ်။ပတ်ဝန်းကျင်မှာထူးခြားမှုဘာမှမရှိပါ။ကျွန်တော်တယောက်တည်းအိမ်မက်မှတ်နေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။အရာရာကိုလက်တွေ့မြင်ရတွေ့ရမှာယုံကြည်ခြင်းနဲ့စိတ်နဲ့စူးစမ်းခြင်းနဲ့ကျွန်တော်ရဲ့ကိုယ်တွေ့အဖြစ်အပျက်လေးတစ်ခုပါ။1996ခုနှစ်အင်းစိန်ထောင်အမှတ် တိုက်အခန်း20မှာကျွန်တော်ရှိနေစဉ်အချိန်တိုက်တာဝန်ခံထောင်မှု၏ဥစောစဉ်များတိုက်ကိုအုပ်ချုပ်စဉ်ကာလအမှတ်နှစ်တိုက်ထဲမှာထိုအချိန်ကကျိုးသမားတွေကိုနှစ်တိုက်အတူပတ်မှာထားပြီးနိုင်ငံရေးသမားတွေစစ်တမ်းသမားတွေနမဲကြီးသူတွေစတဲ့လူမျိုးစုံကို အမှတ်နှစ်တိုက်အရှိတ်ပတ်မှာထားစဉ်ကာလပါကျွန်တော်အဖမ်းခံရတာနှစ်လမပြည့်သေးခင်အချိန်နေ့လယ်ပိုင်းတိုက်ထဲမှာမိမရှာနေအောင်ရန်ဖြစ်နေကြပါတယ်။ဘာအကြောင်းကြောင့်ရန်ဖြစ်ကြရဲဆိုတာတော့မမှတ်မိတော့ပါဘူး။ တိုက်တာဝန်ခံထောင်မှု၏ဥစောစင်များကရန်ဖြစ်တဲ့နှစ်ယောက်ကိုတိုက်ထဲမှာတယောက်တခန်းခွဲထားလိုက်ပါတယ်။အလျား၁၂ပေအနံ၈ပေအမြင့်၁၂ပေခန့်ရှိတဲ့တိုက်ခန်းငယ်တွေမှာတခန်းကို၂ယောက်၃ယောက်၄ယောက်ထားတာများပါတယ်။တယောက်ထဲတခန်းထားတာကတော့ကျိုးသမားတွေကလွဲရင်နမဲကြီးနိုင်ငံရေးသမားအနေငယ်သာထားတာပါ။ရန်ဖြစ်တဲ့မိန်းမရှာတွေကတော့တယောက်တခန်းအပြစ်ပေးတဲ့အနေနဲ့ထားခြင်းပါ။ညတကောင်ရန်တိုက်တွဲမှာအားလုံးအိမ်မောကြခြင်း ဆုညံ့ကြဲလောင်စွာကြောက်လန့်တန်တဲ့အဆက်မပြတ်အော်ဟစ်နေတဲ့အတွက်တိုက်ခန်းအတွင်းနေထိုင်သူအလုံးလန့်နိုးလာကြသလိုတာဝန်ကျဝန်ထမ်းတွေလည်းအပြေးအလွှာတိုက်တွင်းဝင်ရောက်လာကြပါတော့တယ်တိုက်အတွင်းအုတ်ခဲနဲ့ထုတဲ့ပြဿနာလားတန်ကြော်နဲ့ထိုးလိုက်တာလားဘရိတ်ဒါနဲ့လှီးလိုက်တာလားလူတက်မှုဖြစ်ပြန်ပြီလားစတဲ့အတွေးမျိုးစုံကိုကျွန်တော်တွေးနေမိပါတယ်တိုက်ထဲမှာကိုနေတဲ့တိုက်ခန်းရဲ့ညနေချင်းဆိုင်တိုက်ခန်းနှစ်ခန်းကိုသာဘေးဆောင်မြင်ရပြီးတော့ကြံတဲ့အခန်းတွေကိုတော့မှန်ထောင်ကြည့်မှသာတွေ့ရတာပါ အခုလိုပြဿနာတစ်ခုခုဖြစ်ချိန်မှာမှန်တဲ့ဆက်စုမိလို့တွေ့သွားရင်အရိုက်ခံရဖို့တည်ကြတဲ့အတွက်မနှက်မှပဲသတင်းစုံစမ်းတာကို့အတွက်အနည်းရပိုခဲ့မယ်ဆိုတာကိုသဘောပေါက်တဲ့ကျွန်တော်သိကျင်စိတ်ကိုမျိုးသိပြီးပြန်လဲအိပ်ဆက်လိုက်ပါတယ်။မနှက်ခင်တိုက်ထဲမှာညအသတင်းကကိုမေးစရာမလိုအောင်ပြန်နေပါပြီ။နည်းနည်းလေးဆက်စုလိုက်တာနဲ့အမဲစင်းနေရပြောပြပါတယ်။ညကတိုက်ထဲမှာလူတက်မှုတန်ချုံထိုးမှုဘာမှမဖြစ်ပါဘူးတဲ့။ရန်ဖြစ်တဲ့နှစ်ယောက်ထဲကတစ်ယောက်က ညဘက်အိတ်မပြောလို့ဟိုတွေးတီတွေးဖြစ်နေချိန်မှာတိုက်နေရံမောကနေမိမတယောက်တဖြည်းဖြည်းချင်းလေထဲမှာလွင်မျောပြီးဆင်းလာတယ်လို့ဆိုပါတယ်။အလုံးပိတ်ထားတဲ့တိုက်နေရံခေါင်မိုးပေါ်ကနေပြုံးပြရင်တရွေ့ရွေ့နီးကပ်စွာလာနေတဲ့မိမကိုမြင်တွေ့ရတဲ့သူဟာဒါတရေချောက်တာဆိုတဲ့သိတဲ့အတွက်အတန်ကုန်အော်ဟစ်ပါတော့တယ်။သူဘလို့ပဲအော်ဟစ်နေပြီမဲ့လဲတရေမကတော့အခန်းနေရံကိုဖောက်ပြီးတော့ပျောက်ွယ်သွားပါတယ်။သူ့ရဲ့အော်တဲ့အတန်ကြောင့်သူ့အခန်းကိုရောက်ရှိလာသူတွေကတော့ဝန်တန်းနေတာဖြစ်ပါတယ်။ ဒီဇလန်ဒီအဖြစ်ပြက်ဟာ1996ခုနှစ်ဒီဇင်ဘာလထဲမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်မှာတတိယအကြိမ်ထောင်ကြစဉ်အလုတ်ကျန်းတဲ့ထောင်တန်း58နှစ်အပြည့်ပေးခံရတဲ့ကျွန်တော်အင်းစိန်ထောင်ကနေမန္တလေးထောင်ကိုထောင်ပြောင်းခံရပြီးတော့2002ခုနှစ်ထဲမှာကျွန်တော်အဖေဆုံးတဲ့အတွက်အမေကထောင်ဝင်စာမလားလို့စောင့်ဝင်နေမပြေလည်ပဲညစ်နေတဲ့အချိန်အင်းစိန်ထောင်မှာနှစ်နှစ်ခွဲမန္တလေးထောင်မှာ3နှစ်နဲ့6လစုစုပေါင်းထောင်ထဲမှာ6နှစ်ခန့်ရှိပြီမယ်လေနှစ်ကြီးသမားတွေများလုံးလို့ ဘာနေရာမှမရပဲအမွှေးတိုင်ကြီးကြပ်ဆိုတဲ့ဘာမှမဟုတ်တဲ့ຢာတူးကိုရရှိတာလို့ကိုယ်တိုင်အမွှေးတိုင်မလိုက်ရပါမယ်ကိုလောက်ကအမွှေးတိုင်လိုက်ရတဲ့နှစ်ကြီးသမားအထောက်ရှုပ်တွေကိုထိန်ရတာပါ ထောင်ထဲကခက်ညံ့ညံ့ကောင်းဆိုတာအပြင်လောကမှာတော့ဘယ်ကောင်းမှစောက်ကူးမဆိုင်ဘူးဆိုတဲ့ကောင်းမျိုးကအနှိမ်ဆုံးပါပဲသူထကလူဆွမ်းကောင်းလုံနေသူတွေများလုံးလို့မတိုးနိုင်ပဲအမွှေးတိုင်လိုက်နေရပါမယ်လေပေတေတေကတ်တက်ဆောင်းနောင်နောင်ကောင်းတွေကများစွာပါပဲ ဘာရုံမှမပေါက်တဲ့ယာဓုရတာလို့အလုံးမလုံးရပါမယ်။စားဝတ်နေရေးခက်ခဲလို့အရန်စိတ်ညစ်နေချိန်မှာတသက်မှာတစ်ခါမကြုံဘူးမတွေ့ဘူးတာတွေကိုတွေ့ရကြုံရပါတော့တယ်။မန္တလေးထောင်ကိုကျွန်တော်ရောက်တာ3-6လခန့်အကြာတညမှာအဆက်မပြတ်စူညံစွာအော်တန်တွေကိုစတင်ကြားရပါတော့တယ်။ကျွန်တော်တသက်လုံးမကြားဘူးတဲ့အတန်တွေပါပဲ။အတန်နဲ့လို့ဆိုတဲ့အင်မတန်ကြောက်လန့်မှုကောင်းတဲ့အတန်တွေဟာတခမ်းမိတခမ်းစူညံစွာအော်နေကြပါတယ်။ကျွန်တော်တို့အခန်းအဖြစ်ပြက်ကတော့ အိပ်ပျော်နေသူတွေဟာတရေဝင်ပူပြီးမတက်ရက်ခါမျက်လုံးကြီးရပြူးပါဇက်ကလည်းတူးတဝဝနဲ့ခုံပေါက်ကအဆက်မပြတ်អော်နေသူတွေကတမျိုးအခန်းထဲရန်တက်သားတန်းတွေကိုတက်သူဟာတက်နေထိမ့်မနိုင်သိမ့်မရဖြစ်နေချိန်မှာကျွန်တော်အပါဝင်လူနှဲငယ်သာအကောင်းတိုင်းကြံရှိနေပါတယ်မျက်လုံးကြီးရပြူးပြီးအသက်နှစ်ကြီးတွေနဲ့អော်နေတဲ့သူတွေကိုရက်တန်သွားတွားရောက်လုတ်ကင်သတိပေးနေသူတွေဟာသူတို့ကိုယ်တိုင်တရေပူးကခုံပေါက်អော်ဟစ်နေကြပါတော့တယ်ပထမပိုင်းမှာတော့သတိမထားမိပေမဲ့ နောက်ရက်တွေမှာတော့တရေပူတဲ့သူကိုဘယ်သူမှလက်နဲ့မထိကြတော့ပဲဓမြက်စီးပစိုးအဆရှိတာတွေနဲ့ရိုက်ရပါတော့တယ်။တရေစီးနေတဲ့သူကိုသွားထိတဲ့သူဟာအသားကိုထိမိတာနဲ့ချက်ချင်းသူတို့ကိုပါတရေစီးသွားတာကိုသိတဲ့အတွက်တရေစီးသူမှန်သမျှကိုနောက်ရက်တွေမှာဒုတ်ဓမြက်စီးပစိုးစတဲ့အရာတွေနဲ့ပဲရိုက်ကြတာပါ။ဘလောက်ပဲရိုက်ရိုက်တရေစီးတဲ့သူကနာကျင်မှုမပြပဲသူ့ကိုရိုက်တဲ့သူကိုစိုက်ကြည့်လေရှိတာကိုသတိထားမိပါတယ်။ပထမရက်ပိုင်းမှာတရေစီးတဲ့သူတွေကိုထောင်စုပူမှုဖြစ်အောင်လုပ်ပြီး တရေစီတယ်လို့အကြောင်းပြနေကြတယ်လို့အချင်းထောင်အာနာပိုင်နေနဲ့ထောက်လန်းရေရသုံးသက်ပြီးတော့တရေစီတယ်ဆိုတဲ့သူတွေကို စတင်တရေစီစူပူအော်ဟစ်သူတွေကိုတိုက်ထဲအကုန်ထည့်ပြပါတော့တယ်ထောက်လန်းရေနဲ့အချင်းထောင်အာနာပိုင်နေဘလောက်ပဲတိုက်ထဲထဲထဲတရေရတော့နေ့စဉ်စက်ပြီးတော့စီးလိုက်ရပါပဲအချင်းထောင်စူပူမှုဖြစ်အောင်တတ်တတ်မဲ့အော်ဟစ်ပြီးတရေစီတာကိုအကြောင်းပြတယ်ဆိုတဲ့အာနာပိုင်နေနဲ့စန့်ကျင်ဘက်အချင်းသားတွေကတော့နေ့စဉ်မိုးချုံမအောင်ကြောက်နေကြပါတယ် မိုးချုပ်လို့ည၈နာရီ၉နာရီဆိုတာနဲ့စတင်တရေစီပါတော့တယ်။ဒါဟာနေ့တိုင်းဖြစ်နေတဲ့ပုံသေးဖြစ်ရတွေပါ။ကျွန်တော်ကတော့ဘာတရေမှမစီပါ။အဖေကဆုံးအမေကထောင်းဝင်စားမလာလို့ညစ်နေတဲ့ကျွန်တော်တရေရောလူရောဘသူ့အုံးမှလည်းဂယုမဆိုင်နိုင်တော့ပါ။အကြောက်တရားထက်စားစရာကပိုပြီးလိုအပ်နေတဲ့အတွက်ဘာတရေမှလည်းမကြောက်နိုင်တော့ပဲညမိုးချုပ်တာနဲ့ဆောင်အစုပ်ကိုခေါင်းမိချုံပြီးအိတ်ဖို့တာပြင်နေတဲ့ကျွန်တော်ကိုတရေရလည်းမစီးပါဘူး။ ကျွန်တော်တို့နေတဲ့နှစ်ကြီးဆောင်哦အဲ့ဒီချိန်ကအုတ်ချုပ်သူအကျဉ်းသားအရာရှိဆိုတဲ့သူတွေဟာဓမြတွေလူသက်သမားတွေပါဓမြတိုက်ပြီးလူပါတတ်တဲ့အတွက်ကျိုးလွတ်တွေနှစ်ကြီးသမားတွေများပါတယ်ဘလို့တတ်တီတွေဘလို့စတွေနဲ့လူတွေတတ်ပြီးထောင်ကျလာတာလည်းတော့မသိပါဘူးမန္တလေးထောင်မှာတရေကနေ့စဉ်စီးနေတဲ့ချိန်ညမိုးချုပ်တာနဲ့ခေါင်းရင်းနဲ့အကောင်ပလောင်တွေပတ်စံကောင်းကောင်းပေးပြီးခေါင်းရင်းတက်နေသူတွေပတ်စံအသင့်အင့်ပေးပြီးဘေးဘက်ဘာယာတဲ့အိတ်သူတွေအကုန်လုံး ဘာပတ်စံမှမပေးနိုင်လို့သူများခြေတော့အောက်အိတ်နေတဲ့သူတွေအိတ်တဲ့နေရာဖြစ်တဲ့အခန်းရဲ့အလယ်မှာစုပြုံတိုးဝေပြီးတော့လာအိတ်နေကြတာကိုကြည့်ရင်ကျွန်တော်အယမ်းပဲရည်ကျင်ခဲ့ပါတယ်။အော်လူသက်သမားတွေဓမြတွေလေတရေတော်ကြောက်ကြတာပဲလို့ကျွန်တော်သိခဲ့ရပါတယ်။မန္တလေးချင်းတောင်မှာထောင်အာနာပိုင်းတွေကိုအောက်ကြကန်ကြုံခံပြီးဘဝတူအကျဉ်းသားအချင်းချင်းပေါ်မှာမတရားနှိပ်စက်ညှဉ်းဆဲပြီး ဆရာတပည့်ဝေစားမျှစာစားနေကြတဲ့အကျဉ်းသားအရာရှိဆိုတဲ့ထိတ်သီးလူဆိုးလူမိုက်အမိခံနေသူတွေရဲ့တတ္တိခေါင်းပုံကတော့မန္တလေးထောင်မှာရာဇဝင်တွင်သွားပါတော့တယ်။တရေမချောက်ခင်ကအခန့်ရဲ့အလဲမှာစကားတောင်ထိုင်မပြောကြပါဘူး။ထောင်ဝင်စားမလာနိုင်သူတွေမရှိနွမ်းပါသူတွေအိတ်တဲ့အလဲတန်းလို့ခေါ်တဲ့စင်းရဲသားတို့စုဝေးရာနေရာမှာတရေကြောင့်တထေးသားတွေအကျဉ်းသားအရာရှိတွေစုပြုံတိုးဝှေ့အိတ်နေကြတာကိုကျွန်တော်အခုစာရေးနေချိန်ထိအောင် ပြန်မြင်ရောက်ပြီးရှည်နေမိပါတယ်။ကျွန်တော်အိတ်တဲ့နေရာကတော့နေခင်းမိုက်မှာလူတကာဝင်ထွက်တဲ့တကားပေါက်နေရာဖြစ်ပြီးတော့ညာဘက်တန်းပိတ်ပြီးချိန်မှာတော့ကျွန်တော်ရဲ့အိမ်ရာနေရာပါ။အခန်းမှာအခြားသူအားလုံးဒီပါခေါင်းရင်ဘက်မှာမအိတ်ကြ။ဘေးတန်းဘာယာတန်းမှာမအိတ်ကြတဲ့အတွက်နေရာအကျယ်ကြီးကျွန်တော်စိတ်ကြိုက်အိတ်နေရပါတယ်။ကျွန်တော်လည်းတရေကြောက်ပါတယ်။ဒါပေမဲ့စောက်ဝင်နေရင်မပြေလည်မှုဟာတရေကြောက်တဲ့စိတ်ကိုကြောက်သွားစေတာပါ။ကျွန်တော်ရဲ့စိတ်ခံစားမှုရတာဘေးတန်းမှာအိတ်ပေမဲ့ ပရိတ်စာအုပ်လေးကိုခေါင်းရင်းဘက်မှာထောင်ထားပြီးအိပ်ပါတယ်။အတိတ်ပဲကတော့တရေရဖះစာအုပ်ကိုကြော်ပြီးကျွန်တော်ဝင်မစည်းနိုင်အောင်လုပ်ပါ။အခုချိန်မှာဒီအကြောင်းကိုပြန်တွေးပြီးအမဲပြုံးမိပါတယ်။အရင်ကရိုက်ခွဲလိုက်မယ်၊ရိုက်ဖောက်လိုက်မယ်ဆိုတဲ့အခန်းလူကြီးတွေ၊စရေးတွေ၊စီကန့်ထိန်တွေအခုတော့လေမျက်နှာငယ်တွေနဲ့ညမိုးချုပ်ပြီးဆိုတာနဲ့စင်းရဲသားရက်ွက်လေးမှာယူးတလို့ကြောင်တလို့နဲ့စကရောဖောင်ရော နေရလူနေကြပါတော့တယ်။ တို့စိတ်ထဲမှာဒီအခန်းအလဲမှာစုပြုံတိုးဝှေ့အိမ်မှာတရေရန်ကလွတ်လိမ့်မယ်လို့ထင်နေပုံရပါတယ်။ကျွန်တော်ထက်ကိုတို့ကပိုပြီးတရေကြောက်ကြကြောင်းကျွန်တော်သိခဲ့ရပါတယ်။ဒါကြောင့်ကျွန်တော်ကတရေမကြောက်ချင်အောင်စောင့်နေရပါတယ်။အမှန်ဟာကျွန်တော်လည်းတရေကြောက်နေတာပါ။အုတ်ချုပ်ရေးပိုင်းအကျဉ်းသားတွေကညဆိုရင်တန်တိုင်ပေါက်တက်တက်မှာစောင့်ကိုခေါင်းမိခြုံပြီးခက်တီတီအိတ်နေတဲ့ကျွန်တော်ကိုတော်တော်အထင်တကြီးနဲ့အနားမှာလာရောက်စကားတွေပြောရင်အာကိုချာနေကြပါတယ်။ ကောင်းစို့ကော်ဖီတောက်ပါအောင်မုတ်စားအောင်ခေါင်းစိတ်ကြော်စားပါဆက်လိတောက်ပါနဲ့လက်နငယ်တွေနဲ့တရေရံရာကာကွယ်ပေးပါသူတို့အနားမှာနေပါဆိုတဲ့သဘောနဲ့ဖားပြီးကြွေးကြပါတယ်တရေမကြောက်တယ်လို့လို့နဲ့ဟန်ဆောင်နေတဲ့ကျွန်တော်ကံကောင်းထောက်မှစွာတကြိမ်တစ်ခါမှတရေစီခြင်းလဲမဖြစ်ခဲ့ပါ2000တခုနဲ့မန္တလေးထောင်မှာအ ਨੇ စုံရပ်ပေါင်း20ခန့်ညစဉ်တရေစီခဲ့ပါတယ်တခန်းပြီးတခန်းတဆောင်ပြီးတဆောင်လဲလေတရေစီတာ ကျွန်တော်ကအဲ့ဒီတစ်ချိန်သာကြုံခဲ့မှုတာပါ နောက်ဆုံးမှာတော့ထောင်လန်းရင်နဲ့ထောင်အာနာပိုင်တွေကသဘောပေါက်သွားပြီးဖုံးကြီးတွေပင့်လို့ပရိတ်တရားတွေနေ့စဉ်ရွက်ဖတ်မှာပဲတရေစီတာလုံးဝပျောက်သွားပါတော့တယ်ယခုဒီဆောင်းပါးမှာရေးသားဖော်ပြတာတွေဟာအလုံးဟာတခုမကြံကျွန်တော်ရဲ့မြင်တွေ့ကြားသိခဲ့ရတဲ့ထိရမှန်တွေပါစိတ်ကူးရင်လိန်ညာရေးသားနေတာတခုမှမပါပါ ထောင်ထဲရတရေအကြောင်းတွေကိုရေးသားပေးပါဆိုတဲ့စာဖတ်သူများကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ် အင်းစိန်အောင်စိုးဟုတ်ကဲ့ပါအခုလိုအဆုံးထိလိုက်ပါနားဆင်ပေးကြတဲ့ clicker ပေါင်းနဲ့ dollar ပြည်သူပေါင်းတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရစေဗျာတနာဆို ာတရားငါတလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေဒါနောက်ဆုံးပြရမယ်ဟေးဒီနေ့ရတရားငါတလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ